ဘဝမျိုးတွေအားလုံးပဲငလင်ပြီးနေမိပြီးဒါမှမဟုတ်အများဆုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေမှာကျွန်တော်ရဲ့ Revolution Channel ရဲ့ပြန်လည်ကြိုးစားပါတယ်။ဒီလိုတွေရရှိမှာတော့ topic မှာတော့ယနေ့ဇူလိုင်လ10ရက်နေ့ရဲ့ညပိုင်းဒီနောက်ဆုံးရစီတင်းချူကိုပေါ်ပြနေဖြစ်ပါတယ်။ပြန်ပြန်ပေးတော့ကင်မှာတော့ကျွန်တော်ရဲ့တော်လိုင်းရင်ဖက်မှာလဲတော်လိုင်းရင်အမျိုးသမီးရှေ့ဦးကနေပြီးတော့အဲတော့ yes scan ကိုဝင်ရောက်ပြင်ပခဲ့တဲ့ချိန်နေမှာတော်လေးကမှပြက်တိပေါင်းပေါင်းနဲ့ပြခဲ့တာဖြစ်ကြမှာဖြစ်ပါတယ်။ဒီစားနဲ့ပတ်သက်ပြီးတော့လေစစ်တပ်ဘက်ကလည်းဝါရပြင်ဖြစ်နိုင်ကောင်းလीကလည်းသူတို့ရဲ့စစ်ရဲမီဒီယာဘလောက်ထီတောင်ကျွမ်းကျင်လဲဆိုရင်လိမ်မိန်းတော့စီးပြီးတော့လေဘော်တရိပ်ဖြစ်နေဆိုတော့ ပြတဲ့ဗီဒီယိုတွေပေါ်လာတဲ့သတင်းကိုပဲပြန်လည်ပြီးတော့စမ်းသပ်ပေးနေတာဖြစ်ပါတယ် တာမြတ်စွာဘုရားရေတောင်းရတယ်တို့တို့ဘာသာတို့လာတာနဲ့ကုန်ပြီထောင်းရင်တကယ်တမ်းကိုယ်ကြောက်တာဘာလို့ဝါရင်ရေတော်ရဲ့တပွဲတွေဒီကုန်ရဲ့ဒီကောင်းကြီးသားရှိတဲ့ဘိုးတို့လုံးလုံးမရှိတဲ့ဆရာတော်ဆန်တဲ့လက်ဆက်ကိုဦးပြောင်းလို့ရတယ်တကယ်တမ်းသာတိုင်းဝေဖို့နေတာရောက်တယ် တောင်သွင်းနေတဲ့ပုံအနေနဲ့ကတော့မန္တလေးမြို့မှာရှိတဲ့အိုးဘိုထောင်မှာထောင်ပြောင်းရောက်ရှိလာတဲ့မုံရသပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုထောင်ဝင်တဲ့နေ့ကတန်ထုံးနဲ့ရိုက်နှက်ခဲ့တာကြောင့်ရီးလီမြေမြောက်သွားခဲ့ပြီးစေဝါကူတာပေးခြင်းမရှိသလိုပဲတည်ခြင်းခတ်တိုက်ပိတ်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကြီးသမားကွန်ရက် PPNM ဟိုဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးကနေပြောထုတ်ပြန်လိုက်ပါတယ်အာဇွန်လ12ရက်နေ့ကနေပြီးတော့မုံရချင်းထောင်မှာမန္တလေးအိုးဘိုထောင်ကိုထောင်ပြောင်းရောက်ရှိလာတဲ့နိုင်ငံရေးကြီးသားတွေကိုထောင်ဝင်ဘူးကမှမတရားရိုက်နှိပ်စက်ခဲ့တာဖြစ်ပြီးတော့ ဖြစ်စဉ်မှာတော့မောင်ရသပိကောင်းဆောင်ကိုရီမိုးနိုင်ကိုဥတီချက်ထားပြီးအချင်းဥတီဝင်နှန်းရရှိသူကတန်တို့ပြင်စတင်ရိုက်နေခရမှာတာနိုင်ငံရေးကျင်းသားများပါနောက်ဆက်တွဲနေပြီးရိုက်နေခရအောင်သိရှိရပါတယ်ဒီကိုရီတော့လုံးဝကိုမှသွန်ပေးတဲ့အနေအထားခုပါပဲ online ကလာပြီးပြီဖြစ်သည် online ကလာမှာပြီးသည်ဖြစ်သည်ဒီကောင်တွေရဲ့ထောင်တွေကိုဝင်စီနိုင်မှာဆိုရင်တော့ကိုရီအကုန်လုံးတန်းစီပြီးတော့မှတ်လောက်တားလောက်ပညာပေးပြီးတော်လန်ပြည်သူတွေကိုပြတ်သားသိနေအောင်တော့ဒီနေ့ကထပ်မံအသိပေးအပ်ပါတယ်ဟိုကဖြစ်စဉ်မှာတော့ကိုရီမိုးနိုင်ဟာတန်တို့ပြင်ရိုက်နေခရမှုကြောင့်အဖူးကထန်ရရှိကာ ိုက်နှက်ခံရမှုဖြစ်စဉ်တွေတွေ့ထွက်လွန်ကသတိမီမျောသွားခဲ့ပြီးသတိမီမျောနေစဉ်တွင်မှလည်းရေးပေါ်ဆေးဝါးကုသမှုကိုလိုအပ်နေတော့လဲထောင်တင်းစေယုံကူတာပို့ဆောင်ပေးခဲ့ကြောင်းသိရပါဗယ်။ဝေမိုးနိုင်ငံလက်ရှိမှာအဒီဖြစ်စဉ်မှာပဲတွေ့ရနေတဲ့အခါမှာဥကောင်းရောင်နှစ်ခုပြသတဲ့အတွက်တွေ့ရရန်များသွားပြီလို့လဲသတိမီမျောသွားတယ်လို့လည်းသိရှိရပါဗယ်။သတိမီမျောသွားတဲ့အချိန်မှာလဲထောင်စေယုံမှာပြင်ပစေယုံကိုပပို့ပဲထားခဲ့တယ်လို့သိရှိရပြီးခြေရင်းတွေရောခတ်ပြီးလက်ရှိမှာတီးချက်တိုက်မှာတယောက်ထဲချုံတော့ခံထားရတဲ့အချိန်ဒီပေါ် ဖြစ်ကျင်လို့သိရှိရပါတယ်။တော်ဟင်နာစရာကောင်းတဲ့နေသားတစ်ခုဖြစ်တဲ့အတွက်တော်လန်ပြည်တွင်နေတဲ့နေစဉ်များတော်လန်သည့်တော်လန်သည့်ပဲဖြစ်ဖဲနဲ့ကျွန်တော်တို့ကိုစားရှေ့တန်းကနေရဲဝုံဝင်တော်လန်နေတဲ့လူငယ်တွေတော်လန်နေတဲ့ပြည်သူတွေအားလုံးကိုကျွန်တော်တို့နောက်ကနေပြီးတော့နေစဉ်များထောက်ပံ့နေမှာဖြစ်ပါတယ်။ corner ပိုင်းကလည်းကိုယ်မိုးတိုင်သတိပြန်လည်ရရှိတဲ့နေဖြိုင်နဲ့ဖြစ်တဲ့တိုက်ကိုထပ်ပို့ပြီးတော့ပါစင်နဲ့ထောင်းဝင်သား edge ခွင်ကိုလည်းကန့်သက်ထားပြီးခင်းချင်းခက်ရွေးတိချတိုက်မှာတိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောင်းလည်းအေးဘာလို့တင်းမို့အနေနဲ့ကတော့ခွေးခွေးချင်းအစာလူရအနေထားမတက်တဲ့သဘောတရားပါပဲ။ ရမ်ဘတ်စစ်တဲ့လောက်ခန်းပြင်းနယ်ကြားဆောင်တပ်မှဖြစ်တဲ့ဗိုလ်မှူးကြီးစောချစ်သူနဲ့ပြင်းလင်းမြိုင်တိုယိုတာယာကုမ္ပဏီကိုစစ်ကောင်စီအမိပြက်စရင်သွင်းပြီးဗိုလ်မှူးကြီးစောချစ်သူနဲ့တာသမီပေါင်းဝင်ဒိုင်တန်များကိုပါအမိပြက်သူများဖြစ်စစ်တကကြီးညာချက်ထုတ်ပြန်ခဲ့ပါတယ်ရမ်ဘတ်စစ်ကောင်စီတံကိုပို့ကုန်ရငွေနိုင်ငံခြားငွေအပေးသွင်းသည့်ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒိုင်တာဖွဲ့ဝင်ရဲ့အမိပြက်စရင်သွင်းကြောင်းကြီးညာခဲ့ရမှာတော့ဗိုလ်မှူးကြီးစောချစ်သူပိုင်းစစ်လင်းမြိုင်တိုယိုတာကုမ္ပဏီရဲ့ပေါင်းဝင်ခဲ့ပြီး ဟုတ်ရှိသူရဲ့ဇနီးသာသမီညီမကိုပါမိပြက်စင်းပညာကြောင်သိရှိရပါတယ်စီကောင်စီကပညာသောမိပြက်စင်းဝင်ကော်မတီ198ခုမှာတော့ဟုတ်ရှိသူရဲ့ရှင်လင်းမြိုင်တိုတာကော်မတီရဲ့နံပါတ်25ဖြစ်မိပြက်စင်းသွင်းခံခြင်းဖြစ်ပြီးဟုတ်ရှိသူရဲ့နာမည်စံမြင့်အမီနန်းနှင်းနန္ဒာအေးအဖြစ်သူစောချစ်ချစ်ဟောထုရဲ့မူဘုံမူကြီးစောချစ်သူတို့ရဲ့ဒီဘဝရဲ့တောင်ဝင်ကန်စောမျိုးတို့ပါအမီပြက်စင်းသွင်းထားကြောင်သိရှိရပါတယ်။ဆိုပါကြညာမှုဟာအန္တရာယ်လက်ထက်2016ခုနှစ်မှာ 2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီများကိုပြန်ပတ်စစ်ကောင်စီက၎င်းလောက်ခံဗန်များအတွင်းသို့နိုင်ငံခြားသုံးငွေပြန်ပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့ကြောင်းသူရတွင်လည်းကုမ္ပဏီများကပို့ကုန်ရငွေနိုင်ငံခြားငွေများကိုသွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီများအားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတွေလက်မှတ်ပိတ်သိမ်းခြင်းကိုတောင်းပန်ခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့ကြောင်းပြောပါရယ်။ကောင်စီရဲ့အမည်ပြစင်းပြန်လိုက်တဲ့ဗိုလ်မှူးကြီးစောချစ်သူပေါ်ဆံမြင့်နဲ့အာနာဦးအမိတအူးရှိပြီးအနည်းပြည်သူမှာနန်းခင်လှသူဖြစ်ပါရယ်။ သောချီသူရဲ့တာနှုတ်မှာတော့ BGF ဘုံမှုတော2အမှုအသက်3နှစ်နဲ့ဘုံမှုသောချီချီအသက်28နှစ်နဲ့သမီးနန်းနေနနာအေးအသက်26နှစ်ဖြစ်ကြောင်းရပါတယ်နောက်ထပ်တင်ပြဖို့အနေနဲ့ကတော့အောင်းဒီတိုင်းပဲမုံပီနဲ့ရေးမှုနဲ့မှာစကွေးဖြစ်ဖြစ်တုံးကြောက်ရတဲ့ရေးဘလူးကတော့အောင်းဒီမှာဖြစ်ပါလေရေးမှုနဲ့အာယုတောင်ရွာမှာရှိတဲ့စစ်တရခမာယာ343တောင်ဝင်းမှာစခန်းကုန်းတစ်ခုကိုရေးဘလူးဖွဲကတက်ခတ်တင်မဲ့လိုက်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်မုံပီနဲ့ရေးမှုနဲ့အာယုတောင်ရွာမှာရှိတဲ့ ရမစစ်တရခမရ343ကျဝင်းမှစခန်းကုန်းတစ်ခုကိုဝင်ရောက်တက်ခဲ့သိမ်းမိုင်နိုင်ကြအောင်ရေးပြီးတော့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါဟာဒူလိုင်တရက်နေ့နနက်9:00နာရီမှာဒီမွန်းနဲ့အရုတောင်ရွာမှာရှိတဲ့အမ်ဘတ်စစ်တရခမရ343ကျဝင်းတွေကစခန်းကုန်းကိုရေးပလူဖွဲ့ကတက်ခဲ့သိမ်းမိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တက်ခဲ့မှုက45မိနစ်ကြာမြင့်ခဲ့ပြီးစခန်းကုန်းကိုရေးပလူဖွဲ့ကမိသက်တက်ခဲ့သိမ်းမိုင်နိုင်အောင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့စခန်းစင်းကြိုက်ပွဲမှာတော့ရေးပလူဖွဲ့မှာတပ်သားထက်မြန်မောင်ခေါ်အသေးလေးတပွဲရင်းကြာဆုံးခဲ့ရအောင်သိရှိရပြီးရဲဘော်အားလုံးအနေနဲ့ နေရာကနေပြီးတော့ A ပြုပြီးတော့နေရန်ပုံဒီကြောင်းအမှန်ပြောဆိုလိုက်ပါတယ်ကြီးကစင်းနေတိုက်ခိုက်သိမ့်ပိုက်ခဲ့ပြူပါတယ်လယ်သမားတွေဟာဥပဒေချိုးဖောက်သူတွေတပုံတွေဓမြတွေလို့အင်္ဂလိပ်ဆိုရကကြေညာခဲ့ပါတယ်ဒါပေမဲ့မြမတမိုင်းမှာအထူးမှတ်တမ်းတင်ရတဲ့တမိုင်းဝင်တိုက်ပွဲကြီးဖြစ်ခဲ့ပါတယ်အခုလဲပလဲမြို့နယ်ကန်တောင်ရဲစခန်းကိုဗမာပြည်ကွန်မြူနတီပါတီရဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က၁၈ရက်ကြာပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးတော့သိမ့်ပိုက်ခဲ့ပါတယ် တော်လိုင်းရဲဘော်တွေကိုစစ်ကောင်စီကကြမ်းဖက်သမားလို့မကြာခဏပြောတတ်ပါတယ်။ဒါပေမဲ့ကန့်တောင်ရဲစခန်းကို PLA ကတင်ပိုက်လိုက်တဲ့အချိန်မှာပြည်သူလူထုအများပြားကဝမ်းသာအားရအပိကုန်ပြူကြပါတယ်။ကန့်တောင်တိုက်ပွဲဟာဖားရှေကျော်တိုက်ပွဲလိုပဲအထုမှတ်တမ်းတရမဲ့သမိုင်းဝင်တိုက်ပွဲကြီးဖြစ်သွားပါပြီ။နောက်အချိန်သမိုင်းစာအုပ်တွေထဲမှာဒီတိုက်ပွဲအကြောင်းကိုဖတ်ကြရပါလိမ့်မယ်။ဒီတိုက်ပွဲမှာပါဝင်တက်ခိုက်ခဲ့တဲ့ရဲဘော်တွေရဲ့စကားတွေဟာသမိုင်းဝင်စကားတွေအဖြစ်နောက်မှလေ့လာစရာသမိုင်းသင်ခန်းစာဖြစ်လာပါလိမ့်မယ်။ အဲ့ဒီတိုက်ပွဲမှာအမျိုးသမီးရဲဘော်ရှေ့ဟာတိုက်ပွဲအစကနေအဆုံးထိပါဝင်ခဲ့ပါတယ်ကန်တော့တိုက်ပွဲရဲ့တိုက်ပွဲမဟာဗျူဟာကို PLA ကဥဆောင်ရေးဆွဲပါတယ်ဂျူဟာမူနှစ်ယောက်ထားပြီးတော့ကန်တောင်ရဲစခန်းတိုက်ခတ်ရေးကိုဂျူဟာမူတယောက်ကတာဝန်ယူပါတယ်ကန်တောင်ရဲစခန်းကိုဒိုက်ရိုက်ဥတီတဲ့ထိုးစစ်နဲ့နောက်ဆုံးသိမ့်ပတ်ရေးတိုက်ပွဲကို PLA တဖွဲ့တည်းကတီးတန့်တာဝန်ယူဆင်နွှဲခဲ့တယ်လို့ဆိုပါတယ်ရန်သူရဲ့စစ်ကူဖြတ်တောက်ရေးကို PLA ရဲ့နောက်ထပ်ဗျူဟာမှုတစ်ယောက်ကတာဝန်ယူခဲ့ပါတယ်။စစ်ကူဖြတ်တောက်ရေးမှာမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်သားများ Democratic တပ်ဦး ABSTF ပြည်သူ့ညီညွတ်ရေးတပ်ဦး PUF ရင်းမပင်ခရိုင်အမတ်ဆက်တပ်ရင်းစစ်တပ်နဲ့တပ်မတော်ဗမာလွတ်မြောက်ရေး Democratic တပ်ဦး BLDF တောင်းနဲ့နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့တပြေတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့အညာဗျူဟာတပ်ရင်းတက် 96 soldiers နဲ့အညာမြေတပ်ပေါင်းစုတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ PLA ပြည်သူလွတ်မြောက်ရေးတပ်မတော်ဟာအရင်ကလဲတိန်းနီမျိုးသိန်းတိုက်ပွဲ၊မိုးမိတ်မျိုးသိန်းတိုက်ပွဲ၊တွင်းငယ်တိုက်ပွဲ၊လာရှိုးတိုက်ပွဲတွေမှာမဟာမိတ်တိုင်းရင်းသားတွေနဲ့ပူးပေါင်းပါဝင်ပြီးတော့အောင်ပွဲရခဲ့ခုပါတယ်။ပလဲမျိုးကိုလည်းတရက်အကြာယာယီတိမ့်ပိုက်ခဲ့ခုပါတယ်။မြင်းချန်တောင်သားဘက်မှာလဲတိုက်ပွဲဆင်နွှဲအောင်ပွဲရတာတွေတော်တော်များများရှိခဲ့ပါတယ်။ အောင်ပွဲတော်တော်များများရခဲ့ဘူးသလို PLA ရဲဘော်တို့တိုက်ပွဲတွေအတွင်းအသက်ပေးခဲ့ကြရတာတွေလည်းရှိခဲ့ဘူးပါတယ်အဲ့ဒါလိုတိုက်ပွဲတွေမှာ PLA ပြည်သူ့လက်မြောက်ရေးတပ်မတော်ရဲ့အမျိုးသမီးရဲဘော်တွေလည်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်2023ခုနှစ်ဇန်နဝါရီလ6ရက်9ရက်တွေမှာတုန်းကလည်း PLA ပြည်သူ့လက်မြောက်ရေးတပ်မတော်ကကန်တောင်ရဲစခန်းကိုတိုက်ခိုက်ခဲ့ဘူးပါတယ်2023မှာအဲ့ဒါလိုတိုက်ခိုက်ခဲ့စဉ်တုန်းကလည်းအမျိုးသမီးရဲဘော်တွေပါဝင်တိုက်ခိုက်ခဲ့ပါတယ် ပလဲမျိုးကိုတရက်တာတိမ့်ပိုက်စီးနှင်းပြီးတော့အစိုးရရုံးတချို့ကိုစီးနှင်းတိမ့်ပိုက်ခဲ့တော့ကလည်းအမျိုးသမီးရဲဘော်တွေပါဝင်ခဲ့ပါတယ်အခုဒီချိန်ကန့်တောင်ရဲစခန်းကို လုံးဝအောင်အောင်မြင်မြင်တိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့တဲ့တိုက်ပွဲမှာလည်းအသက်20ကျော်ဒါရှိကြသေးတဲ့အမျိုးသမီးရဲဘော်ရှေ့ရပါရဲစခန်းကိုတိုက်ရိုက်တိုက်ခိုက်တဲ့ထိုးစစ်အတွက်မှာပါဝင်ခဲ့ပါတယ်ပြည်သူ့လူမျိုးရေးတပ်မတော်ရဲ့လက်သီးတပ်တွေက တပ်တခုလို့ခေါ်ကြတဲ့အနောက်မြောက်စစ်ဒေသ815တပ်ကရဲဘော်မိငယ်ဟာရှေ့တန်းရောနောက်တန်းမှာပါတာဝန်ယူခဲ့ရတဲ့သူတယောက်ဖြစ်ပါတယ်ကျွန်တော်ကျွန်တော်နာမည်ရဲဘော်မိငယ်ကျွန်တော်ပြည်သူ့လူမျိုးရေးတပ်မတော်အနောက်မြောက်စစ်ဒေသအမှတ်815တပ်ဖွဲ့တပ်ဖွဲ့တမထောင်ယူတာပါကျွန်တော်တို့ဒီနှစ်ရက်နေ့ကနတပ်ဖွဲ့ကိုတိုင်မဲ့နှစ်ရက်နေ့မှာကျွန်တော်တို့ကကျွန်တော်စုရကနေပြီးတော့ကျွန်တော်ထွက်ခါတယ် တော့ကျွန်တော်တို့ကရဲဘော်တွေအကုန်လုံးကျွန်တော်ရဲဘော်တွေအကုန်လုံးဒီနေ့နေ့မှာပဲအကုန်လုံးထွက်ခွာပြီးကျွန်တော်တို့ကရန်သူစကန်နိုင်မြောက်ခင်ရန်သူဝင်နေတဲ့အိမ်ကိုကျွန်တော်တို့ဝင်ရှင်းတယ်ပြီးတော့အဲ့ဒီနေ့ကျွန်တော်တို့ရန်သူစကန်နာကိုကြောက်အောင်ခတ်နေရန်သူတွေစကန်နာမြောက်ခင်ကျွန်တော်တို့ကဖုန်းကြောင်ကိုကျွန်တော်ပြီးပြီးတော့ခတ်တယ်ကျွန်တော်တို့ဖုန်းချောင်းရဲ့ကျွန်တော်တို့ရဲ့ရှေ့မှာကျွန်တော်အုံနေရနေရှိတယ်ပြီးတော့ဒီဘက်မှာခြံဝန်းလုံးရှိတယ် ကျွန်တော်တို့အဲ့ချက်ဝင်းမှာနေရာယူတယ်ပြီးတော့ကျွန်တော်တို့အဲ့ချက်ဝင်းကနေပြီးတော့အဲ့ချက်ဝင်းကမှကျွန်တော်တို့ကဘလို့ချင်းနေတူးတယ်ဘလို့ချင်းနေတူးပြီးကျွန်တော်တို့ကအဲ့တည်းမှာဘလို့ချင်းနေချင်းပြီးတော့ကျွန်တော်တို့ကဘလို့ချင်းနေတခြားတော့ပြီးတော့အဲ့တည်းမှာကျွန်တော်တို့ရန်သူနဲ့ဆိုတာမျက်နှာချင်းဆိုင်ရင်ပုံနေရန်တကူပဲခြားကျွန်တော်ကအဲ့တည်းမှာပြချာနေရယူတယ်ပြီးတော့ကျွန်တော်တို့ကခင်းဆောင်တယ်တော့ရန်သူတွေအဲ့လိုမျိုးပြစ်ခဲ့တဲ့အခါကျကျွန်တော်တို့သူ့ဘေးကပြစ်တယ်ဆိုတော့ကျွန်တော်ကတခြားလေးလာပြီးတော့တခြားကြည့်ပြီး ကျွန်တော်ကသူ့ကိုတခြားရှိပြီးတော့ပြန်ပြီးတော့ကျွန်တော်ကပြစ်တယ်ပြီးတော့ကျွန်တော်ဖုန်းချောင်းကိုဝင်တဲ့အခါမှာကျွန်တော်အရင်ဆုံးကျွန်တော်ဝင်တယ်ကျွန်တော်လေးယောက်ဝင်သေးဖုန်းချောင်းဝင်တော့ကျွန်တော်ဘန်ကနဲ့ကျွန်တော်တို့ကစွန်းစားဆောင်ခြားထဲမှာစွန်းစားဆောင်နေပဲခြားတာပေါ့ရန်သူကလည်းကျွန်တော်တို့ကိုမြင်တယ်ကျွန်တော်တို့ကလည်းရန်သူကိုမြင်တယ်အဲ့မှာကျွန်တော်ပြစ်တယ်ပြစ်တဲ့အချိန်မှာသူတို့ဘက်ကလည်းဖြစ်တာမယမနာကိုပြတယ် ကျွန်တော်မျိုးတွေအားလုံးပဲဒီဗီဒီယိုတွေ့ရမှာအကြောင်းအရာလေးကတော့နောင်ချိုးနဲ့ကြောင်ပွဲကိုစစ်တပ်ကလက်ရှိမှာတော်တော်လိုချင်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အကြက်မှာရုပ်ကိုပဲကြီးမဖို့အတွက်ဒီလိုမျိုးကြီးကရန်လိုအပ်နေပါတယ်။မိုးကိုတို့ဘာလို့လဲလိုအပ်နေဖြစ်တဲ့အတွက်ရန်လိုချင်တဲ့အချိန်မှာပဲစစ်ကောင်စီရဲ့လော်ဘီတွေကလည်းအစဉ်ကြီးအစဉ်လော်နေအောင်တွေ့နေရပါတယ်။ဟာပဲဒီချိန်တော့မဟုတ်ဘူး။ကြောင်ပွဲလည်းဖွင့်တာဂျလင်းဖွင့်ရတာမနေ့တော့ပေါ့။ဒီနေ့တဲ့ဒီနေ့နှစ်နာရီရောတော့ပါပေါ့နော်။အဲ့လောက်မှာ jet fighter နဲ့ဘုံးနှလုံးလာပြီးတော့ကျဲချတိုက်တယ်တဲ့နော်။ကြောင်ကြောင်မဲမျိုးရက်ွက်တက်ရက်ွက်တက်ရဲ့အဲဘာခေါ်လဲဒီရက်ွက်တက်မြေ တက်ကွက်တိတ်ခဲ့ရက်ကွက်တိတ်ထဲကိုတက်မှရှိတဲ့အစာအုပ်တွေပေါ့နော်စာအုပ်ချို့လာကျဲတဲ့ကျဲတဲ့အတွက်ရာသီတိခဲ့ပါလဲဆိုပြီးတော့ပလောင်ကသူ့ရဲ့ TNL ရဲ့သူ့ရဲ့ Telegram နဲ့တင်ထားတယ်အဲ့တော့ကျွန်တော်ကဒီအားကိုသေချာမေးတီသုံးသပ်ကြည့်လိုက်တဲ့ခါကျတော့နေ့ရက်နှစ်နာရီဘောက်လောက်ကပဲဟောမတ်တရုတ်ကို Jet Fighter လေးရင်နဲ့တူတော့ပေါင်900ဘုံလို့ပြောတာပဲမဟုတ်နဲ့ပြေးထမ်းလို့သိကြလားတော့ကျွန်တော်မသိဘူးပေါင်900ဘုံလို့ပြောတာပဲနော်အဲ့တော့ပေါင်900ဘုံနှလုံးဆိုတော့လေးရင်ပေါ်မှာပေါက်တော့ဘုံလင်းလင်းရပေါင်900ဘုံနဲ့ထိုင်းမှာပြောအောင်မင်းတို့ကောက်တီးတွေမှာမဟုတ်တော့ကွာမင်းတို့လိုအုံတော့မရှိတဲ့ကောင်တွေမှာမဟုတ်တာကြီး ုံနှလုံးကိုထမ်းပြီးတော့လာပြီးကျဲတယ်ဆိုတဲ့ပုံမျိုးပေါ့နော်သူပြောချင်တာတော့ဆိုတော့ပေါင်900ပုံနှလုံးငယ်တဲ့ကျဲချတိုက်ပါတယ်ဆိုသူတို့ပြောတယ်အဲ့တော့ပေါင်900လားပေါင်1000လားပေါင်1000လားပေါင်3000လားပေါင်1000လားအဲ့ဒါတော့ပခုံးနဲ့ပြေးထမ်းပါပဲကျွန်တော်သိမှာမဟုတ်လို့ခဏထားလိုက်ဦးဘလို့ဆိုတော့တေချာတာတော့ဘုံလုံးကျက်ခံရတဲ့အတွက်အမျိုးသား၄ယောက်အမျိုးသမီး၂ယောက်တိကျတဲ့အားရှိပါတယ်ဆိုပြီးသူတို့ပြောတယ်နေနေ၁၀လောက်ပြည့်စီပါတယ်သူတို့ပြောတယ်အဲ့တော့အရသားအိမ်လူတို့ပြောတာပဲတကယ်တော့အရသားအိမ်ဟုတ်လားမဟုတ်လားဆိုတော့နောက်ပြီးပြောမယ်အဲ့တော့ပြီးတဲ့ဂျွန်24 26တော့လည်းကြောင်မဲမှာကြီးတဲ့အမှတ်3ရက်ကို9ရက်ကိုတက်ကတက်ကပုံကျဲတယ်အဲ့တော့ပြောရရင်တော့24 26 29အမဲသူက နေချတော့ကြတာကတော့သွားပြီးတော့သွားသွားပြီးတော့လေးနဲ့တချင်းဖွင့်ပြတယ်ကြည့်ရတာကြောင်မဲမြို့မှာရောက်ပြန်ပြီးတော့စင်အားစုစည်းနေတဲ့ပလောင် TNL အုပ်စုတွေကိုတချင်းတွေဖွင့်ပြပေးတယ်နတ်ဆကသွားသွားပြီးတော့တချင်းဖွင့်ပြတယ်ဒါတော့စဉ်းစားကြည့်ဗျာကြောင်မဲမှာတော့သူအင်အားစုနေစုပြီးတော့နောင်ချိုပြန်မစွန့်လို့ဖို့ဆိုပြီးတော့လွေရည်ဥတော့အော်ထားတာအဲ့တော့ဖွင့်ရပြောင်းတော့အဲ့တော့ပြန်ပြီးတော့အင်အားစုပြီးတော့ချမယ်ကိုပြင်နေတဲ့အချိန်မှာတက်ကသွားသွားပြီးတော့လေးနဲ့တချင်းဖွင့်ပြတော့စိတ်ထဲကြီးကြပြီးတော့နော်စိတ်ထဲကြပြီးတော့အကုန်လုံးပေါ်ဖြစ်ကုန်မှာပေါ့နော်ဆိုတော့တက်ကလည်းလေးနဲ့လေးနဲ့သွားသွားတချင်းဖွင့်ပြတယ်ဗျဟိုပလောင် TNL ကိုသွားဖွင့်ပြတယ် ဲ့တော့တက်ကတချင်းဖွင့်ပြရမှာက TNL ကိုလည်းဖွင့်ပြရမယ်။ဟို KI ကိုလည်းတချင်းလေးဖွင့်ပြပါ။ဘာလို့ KI လည်းသူလည်းပြင်းနေမှာပဲသူလည်းတချင်းလေးပဲဖွင့်ပြရမယ်။နောက်ဟိုကရင်ဘက်ကိုလည်း KI KNU KNL တက်ကိုလည်းတချင်းလေးပဲဖွင့်ပြသေးတယ်။နောက် AO လည်းတချင်းလေးပဲဖွင့်ပြသေးတယ်။ဘာလို့ဆိုတော့မတရားဘူး။တချင်းဖွင့်ပြလာတော့ TNL လေးတခုတည်းသွားဖွင့်ပြတော့ TNL တခုတည်းကိုခင်ဗျားပူချစ်နေတယ်လို့ TNL တခုတည်းပူချစ်နေတယ်လို့တချင်းလေးပဲဖွင့်ပြမယ်ဆိုရင်နောက်ဆိုရင်၄ဘောနဲ့စောင်းပေါကြီးနဲ့တချင်းလေးဖွင့်ပြမယ်ဆိုရင် TNL တခုတည်းသွားဖွင့်ပြမယ်အစား AO လည်းသွားဖွင့်ပြရမယ်။နောက် ်။ KNU လည်းတော့ဖွင့်ပြတင်တယ်။ KAI လည်းတော့ဖွင့်ပြတင်တယ်။အချင်းတွေတော့ခဏထားလိုက်အောင်။နောက်နောက်ကြရင်လုတ်ပေါ့နော်။နောက်ကြရင်လုတ်ပါ။ပြောမရရင်ဖွင့်ပေါ့။တရှင်းဖွင့်ပြလိုက်ပေါ့။မင်းမင်းပြောမရဘူးလား။ငါတရှင်းဖွင့်ပြလိုက်ရမလား။ဒီလိုပဲပြောပေါ့ဗျာ။နောက်မှကြလို့ရှိရင်တက်မလို့ခေါင်းဆောင်နေနေလည်းအစည်းအဝေးပွဲကြလို့ရှိရင်စကားပြောရဲအဲ့လိုပြောပေါ့။မင်းတို့ညီတိုင်းစကားဝင်မတက်ဘူးလားတက်မလား။မတက်ဘူးလား။မတက်ဘူးဆိုရင်မင်းတို့ကလေရင်နဲ့လာပြီးတရှင်းဖွင့်တရှင်းဖွင့်ပြမယ်နော်လို့ပြောလိုက်ပြီးရတယ်။မင်းတို့ကလေရင်နဲ့လာပြီးတရှင်းဖွင့်ပြပါမယ်။ဘာမှဒီလိုပြောလိုက်ပြီးရတယ်နော်။ဟုတ်ပါမလား။အဲ့လိုလာပြောချက်လိုက်ဆိုတော့တို့ကကြောင်မဲတို့တက်ကလေနဲ့တရှင်းဖို့ပြလိုက်တဲ့အတွက်လူတို့ကတော့အရေးလိုက်တယ်လို့ပြောတယ်ကျွန်တော်တို့သိတာတော့အဲ့ဒီကြောင်မဲပါအင်အားစုနေတယ်။ဘာလို့လဲဆိုတော့နောင်ချူ ဟိုလွေးရည်ဥကဒီသူ့ရဲ့ဒီသူ့ရဲ့သူတို့ရဲ့ပလောင်လောက်ဝေကမီဒီယာတွေမှာသူလွေးရည်ဥကအဲ့ဒါပြောနောင်ချိုးရဲကျွန်တော်တို့လက်ထက်တို့စစ်တပ်ကအတင်းဟောပြန်လာတိုက်ရင်မဲ့သူနောင်ချိုးလက်မလုပ်ဘူးတဲ့နောင်ချိုးလက်မလုပ်ဘူးလို့သူကကြွေးကြော်တာလေနောင်ချိုးလက်မလုပ်ဘူးလို့ကြွေးကြော်ပြီးတော့ဒနုပီဒီယာတွေနဲ့ခုနကဗမာပီဒီယာတွေကိုထိုးထည့်ဂျင်းထည့်ပြီးတော့တိုက်ခိုင်းနေနောက်ကတီအန်လေးကတဖြည်းဖြည်းဆုံနေပြီအုပ်ချုပ်ရေးမှုတွေနည်းနည်းပါလောက်ဝေကျန်တော့တာဘုန်းလည်းမတောင်နောင်ချိုးမြို့ပေါ်မှာအခုဘိုးချိုးကြီးလူရောက်ဘိုးချိုးကြီးနိုင်နိုင်ဦးတော့အဲနောင်ချိုးစစ်မြေပြင်ကိုသွားနေပြီတောင်ခန့်ကိုကျွေးဘွက်ကိုကျော်နေပြီဘိုးချိုးကြီးနိုင်ဦးပုံတွေထွက်နေပြီထွက်လာနေပြီဘိုးချိုးကြီးနိုင်ဦးတို့နိုင်နိုင်ဦးအောင်မှာ ဟိုသွားပြီးတော့သူ့စစ်တီရဲ့တိုက်ပွဲမြင်ရင်လည်းသူ့ထီသွားတာလူရဲ့ဘူတူကြီးအစင်တိုက်ပွဲမြင်ရင်သွားပြီးတော့သူ့စစ်တီရဲ့နဲ့သွားပြစ်တွေ့စကားပြောစိတ်တခွန်အားပေးအဲ့လိုဖြစ်ကုန်တာဆိုတော့ကြည့်ရတာဘူတူကြီးနိုင်ငံကဟိုရှမ်းမြောက်မှာရှမ်းမြောက်မှာအထိနာထားခဲ့တော့သူဒါကိုကြည့်ပြီးစိတ်ထဲမှာသူ့စိတ်ထဲမှာနေတော့သူပြန်ပြီးခံပြင်းတော့သူပြန်ချမယ်သူပြီးတော့သူပြန်ချလီသလားပေါ့နော်သူဒီတစ်ခေါက်တော့ရအောင်ငါတို့ရှက်ကွက်မခံပြောတော့ငါတကယ်ပြင်းမှသူတွေ့လဲတာဒီတစ်ခေါက်တော့စိတ်ပိုင်းဖြတ်ပြီးတော့ကိုစစ်မြေပြင်ထီသူဆင်းသွားတာလားပေါ့နော်ဒီတော့တွေးကြရှိတယ်ဒါပေမဲ့တော့ဘူတူကြီးနောင်ချိုလက်မလွတ်ဘူးလို့လူကြီးဦးကအော်နေပေမဲ့သူကအော်တာပဲရှိတာ လက်မလုပ်လို့အော်ရမယ်စစ်တပ်ကမင်းလက်မလုပ်တော့ငါယူရင်ယူလို့ရတာပဲဟာဆိုမင်းလက်မလုပ်ကျွေးမျိုးမင်းကောင်နေနည်းနည်းဟုတ်တော့ထင်ကြီးတုံရပါနည်းနည်းဟုဆိုတဲ့ကောင်ကလည်းဘာကောင်လဲဆိုတော့ကျွေးမျိုးတို့ကျန်တိလာမှဖြစ်ပါတယ်စစ်တပ်တိုင်းရောပတ်ပြီးတော့ရှောင်ပြေးနေတဲ့ကောင်ဖြစ်ပြီးတော့လက်ရှိမှာသူကနေပြီးတော့ရခိုင်ကောင်တက်ပြီးတော့တိမ့်ဖို့တွေအရန်လေးကိုတက်ပြီးတော့တိမ့်ဖို့တောင်ပြောနေတော့တွေ့နေရတဲ့ကောင်ဖြစ်ပါတယ်ကျွန်တော်ကတိလို့အိမ်မလာတော့အိမ်နဲ့အဲ့လိုက်ဝင်အကောင်ရှင်ကောင်လေးဝင်လာလို့အုပ်ကိုကွဲသွားလို့ဘသူခွဲလိုက်မှမသိဘူးဆိုတော့မှအဲ့ဒါပြန်တာတက်တယ်ကိုကြည့်ရလို့ကြောက်အတိုင်းတိုင်းကောင်ကိုကြိုးပြီးတတိပြေးတာခဲကြည့်လို့ကိုအိမ်ထဲမှာကိုနေနေနဲ့ရှင်ကောင်လေးတကောင်ဝင်လာတယ်ဝင်းဝင်းဝင်းနဲ့ပြောင်းဝင်လာတယ်ပြီးလည်းပြောကိုကကြည့်တော့ရှင်ကောင်လေးပေါ့ပြီးလည်းပြောအုပ်ကိုကွဲတော့ ဘသူဖွဲဘသူကနေကွာတော့မသိဘယ်ကကွာမသိဒီကုန်လေအဲ့လိုဖြစ်ုံနဲ့ကျွန်တော်မြင်အောင်သိတယ်အဲ့ဒါကြီးပြောမရဘူးအဲ့တိုင်းဖြစ်ုံပါတချိန်တော့ဖြစ်ခဲ့ဘူးလေတဲ့ကျွန်တော်မိတ်ဆွေတောင်ပြောတဲ့ဒါကတော့ဗမမင်းတကောင်ကနေပြီးသူ့ပါကနေပြီးပြီပါအကူပစိန်လို့ပြောနေမယ်လေရုပ်ပြီးရနေပြီးရရင်ကောင်လေးတော့ပဲရှိတဲ့ဘုံဝယ်ပြီးတော့ကွာနေပြီးတိုင်းတိုင်းလက်နဲ့ခိုင်နေခေါင်းဆောင်နေဝင်ခွဲဖို့တဲ့စူးစမ်းနေတဲ့စိတ်ကူးရင်ဇာတ်ဇာတ်လမ်းဖြစ်ပါတယ်ပြောတော့ပြီးပါအကူပစိန်လို့ဆိုပြီးတော့ဆုံးတော့လေပြီးပါအကူနေဘဲကောင်နေလဲဆိုတော့ဒီမှာလက်တွေ့ရှိရနေနေဖြစ်ပါတယ်ဒီကောင်တို့ကမရှင်းနိုင်ဘူးဆိုရင်မနိုင်ငါသိကြပါတယ်စုပ်ပြတ်တဲ့နိုင်ငံဖြစ်သောဖြစ်တဲ့အတွက်ဟိုလိုမျိုးတွေအားလုံးပဲဒီကောင်တို့အများဆုံးရှင်းဖို့လိုအပ်ကြောင်းဒီကထပ်မံပြီးပြပါစေ ဟုတ်တယ်ဒရုန်းတွေဟိုလွန်ခဲ့တဲ့10စုနှစ်တခုကျော်ကအတက်ကဒရုန်းတွေနဲ့အဲ့ဒဘုံတွေရဲ့ဒဘုံတွေတခုမှာလေဒဘုံတွေရဲ့ဟိုဟာတွေကိုရှမ်းမြောက်မှာနော်ဒဘုံတွေရဲ့ဟိုဟာတွေကိုတက်ခဲ့ဒရုန်းတွေကဒီဒိတ်ဝင်မှာဟိုကောင်တွေကြည့်ပြီးဘာကြီးလဲသူလန့်နေတာအဲ့လိုဖြစ်ခဲ့ဘူးလေလွန်ခဲ့တဲ့10စုနှစ်တခုကျော်ဖြစ်ခဲ့ဘူးလေအဲ့ဖြစ်ခဲ့ဘူးတော့အဲ့ဒီဖြစ်စေကိုဟိုကိုယ်ပြပြတော့အခုကျွန်တော်ပြောတဲ့ခါကျတော့ဒီလိုတော့ဗျာဒီလိုတော့နောက်တော့လုံးရမြည်လို့ကြွေးပြောလိမ့်မယ်ဟုတ်တကယ်ဖြစ်ခဲ့ဘူးလားအဲ့လွန်ခဲ့တဲ့10စုနှစ်တခုကျော်ကတက်ခဲ့အဲ့လိုဒရုန်းတွေသုံးတာတက်ခဲ့ဒရုန်းမဟုတ်ဒီတိုင်းမဲ့သူကကျင်းထောက်တဲ့ပုံစံမျိုးနဲ့စမ်းကြည့်တာစမ်းနေတယ်ဩဆိုသွားတာဒရုန်းကြီးရှိတယ်အဲ့ဒရုန်းကဝင်ကြသွားတာအဲ့ဒါအဲ့ဒီတကယ်ဖြစ်ခဲ့ဘူးလေ အဲ့ကြောင့်ခုလည်းပြောမရဘူးခုလည်းပြောမရအောင်နောက်မှဒီထားပါတော့တစ်ထွားလောက်ပဲရှိတဲ့အကောင်လေးဒါပေါ်လည်းလက်သေးလို့လောက်ပဲရှိမှအကောင်လေးတကောင်တုံးလို့လည်းသူ့တဲ့နဲ့သေးမယ်ဟာလေးပေါ့ဘာကောင်လေးတို့တည်းအကောင်လေးပြန်လာတယ်ဆိုပြီးတော့စွတ်မလုပ်နဲ့အဲ့ဒါမင်းတိုင်နဲ့အင်မန်လာတို့ဂွာမလို့အိမ်နဲ့ဝင်ကြတော့မှအဲ့ဒီအိမ်ကြီးအိမ်ထဲမှာအုံနဲ့ကွဲတော့မှဘယ်ကနေဘလို့လိုက်ဘသူကလည်းမသိအဲ့ဒါကိုခံအောင်မယ်အဲ့ဒါကကောင်းကင်ကကင်းထောင်နေတုံးရှိတယ်ဒါကြောင့်ဘသူပမာရှိတယ်ဘယ်ညာပါဆိုသိတယ်ပွန့်လွယ်သိတယ်သူမလုပ်သေးတာပေါ့နော်မလုပ်သေးတာအဲ့တော့တချို့ကပြောမှာဟာမင်းအဲ့ဆိုအေးဘာလို့မချလဲချပါလိမ့်မယ်အေးလည်းသူချလိမ့်မယ်ဟိုတက်ကတဏျာကိုအားဆိုင်နေတဲ့အချိန်မှာနောက်တဏျာကိုခဏခံစစ်ပြင်ထားတယ်တောင်းထားတယ် အဓိကယူရမယ့်နေရာနဲ့တချို့နေရာတွေတက်ကစီးရီးရကစားတာရှိတယ်။ကစားရရှိတော့တချို့နေရာတွေကလူတွေကတော့အော့တော်မဖြစ်တာဘူး။ဘယ်ဘွာဖြစ်တာဘူး။အဲ့တော့အနေဒါဒေတာကန်တွေရဲ့ဒီလောက်ကောင်ဒေတာကန်လောက်ကောင်တွေရဲ့လောက်ကောင်တွေရဲ့ဒီဟွာတွေကိုလည်းစောင့်ကြည့်ရအောင်။ဘယ်ကောင်လောက်ကောင်လဲဆိုတော့စောင့်ကြည့်ရအောင်။ဥမာရွာတရားတပုံဝင်တယ်။ဒရင်မပေးဘူး။အဲ့ကြောင့်ရှိုင်းလောက်ကောင်တွေကိုစောင့်ကြည့်ရတယ်။ဟုတ်ကဲ့အဲ့ကောင်လောက်ကောင်နဲ့ဒရင်မပေးတာမှပြဿနာမရှိဘူးပဲကိုယ်တိုင်ပါဝင်ပတ်သက်တယ်ဆိုပြဿနာရှိတယ်ပါဝင်ပတ်သက်ပြီးတော့အားကောင်တွေကလည်းငါတို့တနက်ကချမှာပေါ့အေးအဲ့ဒါမှဒီအောင်ကြွားပါဒီအောင်လောက်ကောင်အဲ့တော့မှရှင်းရေဆိုအုပ်ရှင်းလာအဲ့အဲ့လိုအလုပ်ပုံမျိုးအဲ့တော့ကိုရွာရွာလေးကိုဒေတာရွာဖြစ်လို့တချို့လူတွေဟိုတပုံဝင်လာတယ်ရွာတွေကိုဒရင်မပေးဘဲနဲ့ကိုယ်ကခက်တီနေလိုက်ရင်တော့ တင်မနာပါလဲဆိုတော့ချင်းကြိုင်ကိုပိုင်းကြားညတ်သွားလိမ့်မယ်တတိထားရအောင်ကောင်းတယ်ဒါလေးပြောချင်တာကျုံတို့အဲ့တော့တောင်ချိုးတို့ဘာလို့ပြန်မပေးဘူးဆိုရင်လည်းတေးကြတော့တော့ကိုတောင်တောင်ကိုကတောင်မဲတော်တက်ကစပြီးစော်နေပြီဆိုတော့ခင်ဗျားနောင်ချိုးပြီးကြောင်မဲလေးခဏနေယူမယ်ဆိုတော့ဒီပဲတော့နောင်ချိုးကမကြင်တိုက်လက်ထက်ရောက်မယ်ဘုရားကြီးနိုင်နိုင်ကတော့အဲ့ရောက်နေပြီဆိုတော့အကြရင်တက်လက်ထက်ရောက်နေမယ်လို့ကျွန်တော်ပြောချင်တာဒါတစ်ချက်နောက်တစ်ခုကပြီးခဲ့တဲ့ peace program မှာကျွန်တော်ဝါရကညီရန်ကိုကျွန်တော်တို့ကျွန်တော်ကဒီတိုင်းလောလောပြောတယ်ကျွန်တော်ရှာဂျန်လစ်ကောင်လေးတက်ဖို့ဒရိုင်းတော်ကောင်လေးတက်ဖို့ မေးခွန်းလေးကိုဂိုင်လိုက်ချပီးလိုက်ပြီးတော့မေးခိုင်းအထင်မေးခိုင်းတယ်အဲ့တော့ညီရန်ကအဲ့မေးခွန်းလေးနဲ့ပတ်သက်ပြီးညီရန်ဘာဖြေသွားလဲဆိုတော့ခရက်တချို့တွေကတော့အဲ့အသံဖိုင်ကမကောင်းနောက်နောက်ထောင်မကြောက်ဘူးကျွန်တော်ဖုန်းအနေနဲ့တောက်ထောင်တော့အကုန်ဆင်ပြေတယ်တက်ပလက်လည်းကျွန်တော်ဆင်ပြေတယ်အဲ့တချို့တွေဖုန်းတွေမရအောင်ဆိုတော့အကြောင်းတော့ရှိနေမှာပြကျွန်တော်လည်းအဲ့ဒီနည်းပညာရကျွန်တော်နားမလဲဘူးနားမလဲတော့ကျွန်တော်လည်းအဖြေမပေးတာဘူးသို့တော့တချို့ကငကြက်နဲ့တန်းထောင်ရတယ်လို့ပြောတယ်အဲ့တော့ဒီအားနဲ့ချက်ရှိတော့ပြောရမှုတော့တီးခံပေးကြဖို့တော့တိုင်တုံးလို့လေတနည်းနဲ့ရအောင်တော့ငကြက်လေးတန်းထောင်တာတို့တစ်ခုလုံးနားထောင်ကြည့်ရတော့အလုပ်ကြည့်ပါနော်အဲ့ဒါတော့ကျွန်တော်တို့ပြဆက်အဲ့တော့ညီရန်ကမေးတဲ့အချိန်မှာညီရန်ကဖြေတယ်ကျွန်တော်တို့ရှာမေးတဲ့မေးခွန်းကိုဒီကောင်ကညီရန်ကဝိရကြောင်ကလုပ်သွားတယ်ဆိုတော့ဒါပါတစ်ချက်က ဝါဒီတာမှရွေးကောက်ပွဲလုပ်ခွင့်ပေးမလားဆိုတော့အဲ့ဒါကျွန်တော်ပြောလို့ဒါဘဟုမေးအောင်ကျွန်တော်မသိဘူးအဲ့ဒါအချက်ပြောဘူး။အပိလေးပြောတော့ကဝါဒီတာပြည်သူတွေဆိုဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ရွေးကောက်ပွဲမရှိဘူးဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ခံရမှာမနဲ့ကွန်မြူနစ်စံအုပ်ချုပ်ခံရတာလို့ဖြစ်မနေဘူးလားဆိုတော့အဲ့ဒါလေကျွန်တော်တို့အဲ့ဒါကျွန်တော်ဟိုဟိုတချောက်ရောက်ရောက်ဖြောက်ဖြောက်ပြောနေမှာနောက်တစ်ခုကဘာလို့လဲဆိုတော့ဟိုဟာတစ်ဆင်းတစ်ဆောင်စစ်စီမှာဝါကနောက်ပိုင်းလက်နေထောက်ပံ့ပတ်ဖို့တွေလို့တရင်နေရတယ်အဲ့ဒါပတ်သက်ဝါဦးညံဘာပြောချင်လဲဆိုတော့အာအဲ့ဒါတော့သူတို့ပြောကြတာပဲလေသူတို့ပြောနေကြတာပဲကျွန်တော်တို့အဲ့ဒါကျွန်တော်အဲ့လိုမဟုတ်ဘူးသူပြောတာသူတို့ပြောတာပါပဲဘာလဲချောက်ပြောဘူး နောက်တော့ထပ်ထပ်ပြောပြီးတော့ဟိုမြေရှာတူကိစ္စနဲ့ပတ်သက်လို့မတရုတ်နဲ့တူနေတာတွေဥမာထိုင်းရအောင်ကောက်ကွက်နေပါလို့ပုံပြရတာပြောဆိုအဲ့ဒါလေအော်အဲ့ဒါဟာကျွန်တော်ကတည်းအပြင်မှာရှိပြီးတော့ဒီမှာအဲ့အဲ့နေရာညီတို့နေမှာကျွန်တော်ရှိပြီးတော့ကျွန်တော်ကြွားကြကျွန်တော်မသိဘူးပေါ့လေဘာညာဖြစ်ကုန်ပြောချင်တာမေးခွန်းတွေကိုကျွန်တော်တို့မေးပေမဲ့မဖြေသွားဘူးတချို့ကပြောတာအမဖြေမှတော့ဘာလို့လာပြီးတော့မေးနေသေးလဲဘာလို့တင်းနေသေးလဲ no ကျတော့တချို့ကသိဖို့လိုတာရှိတယ်ဖြစ်တယ်မဖြစ်ဖြစ်သူတို့ကသဘောထားတယ်ကျွန်တော်တို့မေးရမှာကျွန်တော်တို့တာပါကျွန်တော်တို့ဂျန်နေစီကကိုတာပါကိုထားမှာပါလေဖြေတော်ပြတော့သူကြီးသူတို့ဒီဒီဒီ4 round တက်လာတာဒီတက်တယ်ဆိုတော့အတက်ပြောင်းနေတာပါ